မဲကြိုက်တယ်ဆိုတာရောတကယ်ရှိလားတနိုင်ငံလုံးမှာရှိနေအင်တာနက်ပြတ်တောက်မှုတွေရောဖြစ်နိုင်လား1850ဝန်းကျင်လောက်တော့ကပထမအဆုံးရေရောက်ကေဘယ်ချိုးဒီပြင်သစ်နဲ့အင်္ဂလန်မှာချိန်ထားခဲ့တာတစ်စက္ကန့်ဟို data ပေါင်း300 terabyte လောက်ထိကိုတဲဆောင်ပေးနိုင်တယ်ဆိုပြီးတော့လည်းတွေ့ရတယ်သူတို့တတန်ပြည့်သွားပြီဆိုရင်သူတို့အလိုလိုပြက်စီးသွားပြီးတော့မှသမုတ်တရားတွေကိုပြုတ်ကျသွားတာဒီအပိုင်းနေ wifi နေလိုင်းကောင်းကြလားပင်လယ်တွေက cable ကြိုးတွေကိုငမန်းကိုက်လို့ဆိုပြီးတော့ထိုးနေကြရအောင် ဒီကျိုးတွေကိုဘာလို့မြေကြီးပေါ်မှာမထားရတာလဲ။အဲ့တော့ကျန်တဲ့အကြောင်းတွေကိုမပြောခင်မှာခေပဲကျိုးတွေကိုဘာလို့မြေကြီးပေါ်မှာမထားလဲဆိုတဲ့အကြောင်းရင်းကိုအဖြေရှာကြည့်ရအောင်။ Ryan အရင်ဗီဒီယိုမှာတော့ပြောဦးပါတယ်။နိုင်ငံတွေကတစ်ခုနဲ့တစ်ခု မတူညီတဲ့ law တွေကန့်သက်ချက်တွေ trade policy တွေမျိုးမျိုးကွဲကြရွာ။အဲ့တော့မြေကြီးပေါ်မှာဒီကေဘယ်ကြိုးတွေကိုထားမယ်ဆိုရင်အဲ့နိုင်ငံတွေကိုလည်းဖြတ်ရမယ်။ပြီးရင်နိုင်ငံတွေရဲ့မတူညီတာတွေကိုလည်းလိုက်ပြီးတော့မှညှိနှိုင်းရမှာတွေကရှုပ်ကုန်မှာပါ။အဲ့တော့သမုဒ္ဒရာလေးဆိုရင်တော့ နိုင်ငံတကာရေပိုင်နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ညှိနိုင်ရလဲပိုလွယ်သွားမယ်။ပြီးတော့ကမ္ဘာတိုက်ကြီးရေစီကိုလည်းရေရောက်ကနေဆိုရင်ပို့ပြီးတော့မှချိတ်ဆက်နိုင်သွားမယ်။ပထဝီသဘောတရားအရပြောရမယ်ဆိုရင်ကွာဒီကေဘယ်ကျိုးတို့မြေကြီးရဲ့မြုပ်မယ်ဆိုရင်တော့တောင်တွေကိုဖောက်လိုက်ပြီးရင်မြဝချုံတို့ဒေသတွေမှာမြေနေထားမတူလိုက်၊ကန္နာတွေဖျက်လိုက်ပြီးရင်ဩကြောက်လွားတွေတွေးလိုက်အဲ့ဒါပြင်ဟိုကြောက်သေးတွေဆင်းလိုက်ရတဲ့အမျိုးစုံကျိုးခုံနေမှာကွာ။ဆိုတော့မမြဝဘူးကွာ။ကေဘယ်တွေကိုမြေကြီးပေါ်မှာပဲတင်မယ်ဆိုရင်တော့မှသူတို့ရဲ့ကေဘယ်လုံးပတ်ကြီးကနဲတာမဟုတ် ။နောက်ထပ်လူတွေရဲ့ side effect တွေရာသီဥတုဒဏ်တွေနဲ့ဆိုရင်ပိုလို့တောင်မှအဆင်မပြေသေးဘူး။ဆိုတော့မြေကြီးပေါ်မှာမဖြစ်နိုင်တော့ဘူးဆိုရင်ကျန်တဲ့ option ဖြစ်တဲ့ရေနဲ့လေပဲကျန်တော့မယ်။လေထဲမှာဆိုရင်တော့ဒီ cable ကြိုးရည်နေရတော့မဖြစ်နိုင်တော့ဘူးပါ။လက်ရှိ Elon Musk ရဲ့ Starlink လိုပုံစံမျိုးမှာပဲရတော့မှာ။ဒီလိုမျိုးကမ္ဘာနဲ့ကို coverage ဖြစ်အောင်လို့ပေါ့နော်။ satellite တွေအများကြီးလှုပ်ဖို့ဆိုတာကလည်းကုန်ကြမ်းစိတ်ကအဆပေါင်းများစွာတက်သွားပြန်။နောက်ထပ်တစ်ချက်ကတက်တက် လက်ရှိအောင်မြင်ဆုံးလို့ပြောရမယ်စတားလင်းနဲ့ဥမာပေးရရင်ကွာဒီကောင်တွေကကြတော့ကဘာအနှံ့ကိုနက်ဝကဘာပေးတဲ့ကောင်တွေဆိုတော့ဒီဂျိုရိုးတွေကလည်းကဘာနဲ့အနည်းဆုံးနေရာမှာပဲလှက်ပတ်နေရတာအဲ့တော့ကဘာလီရူရဲ့ကြမ်းတမ်းတဲ့ရာသီဥဒဏ်တွေလည်းခံရတာဆိုတော့သူတို့ရဲ့တတန်းကလည်း၅နှစ်ဝန်းကျင်လောက်ပဲခံနေွာအဲ့တော့သူတို့တတန်းပြည့်သွားပြီဆိုရင်သူတို့အလိုလိုပြက်စီးသွားပြီးတော့မှသမုတ်တရားတွေကိုပြုတ်ကျသွားတာပြုတ်ကျတဲ့နှောင်းကလည်းအခု2025မှာဆိုရင်တရက်ကိုတလုံးလုံးနဲ့ပြုတ်ကျနေရလို့ပြောတယ် တော့တခုကောင်းလာတော့ရှိရဲ့သူတို့ပြုတ်ကျနေတဲ့အချိန်မှာတချို့အပိုင်းစားလေးတွေကကြတော့ဒီကဘာလီဦးရဲမှာပဲလောင်ကျွမ်းသွားပြီးတော့ကျန်တဲ့အပိုင်းစားတွေမှာပဲဒီကဘာမျိုးပေါ်ရောက်လာတော့အဆီးရဖြစ်နိုင်ကြတော့နဲတယ်ဒါမဲ့ကေဘယ်ကျိုးရဲ့တတန်း25နှစ်လောက်ရှိရအဲ့တော့ဂျိုရူးနဲ့ရှင်လိုက်မယ်ဆိုရင်ငါးစားလောက်လည်းပုံများတယ်ကုန်ကြစိတ်ကလည်းပိုတက်တာဂျိုရူးကကြတော့နေတိုင်းဒီပါပြက်ကျနေတာပါအဲ့ပြက်ကျနေတဲ့နေရာမှာလည်းအစားတော့ကိုဂျိုရူးတစ်တေကိုအမြဲလှုပ်တင်နေရတာ အဲ့တော့ဒီနေရာမှာ KW ကျိုးတွေကတတန်းလဲပိုခံတယ်ပြီးတော့အဲ့လိုမျိုးလဲအစားတို့စရာမလိုတော့အဲ့တော့ budget လဲပိုဆေးဖြစ်တယ်ဒီလောက်ဆိုရင်ဘာလို့ရေအောက်မှာထားရလဲဆိုတော့ရှင်းသွားလောက်ပြီးထင်တယ်အခုလက်ရှိမှာဒီရေအောက် KW ကျိုးတွေကဘလို့ပုံစံရှိနေရလဲဆိုတော့ကြည့်လိုက်ရတမိုင်းတော့ပြင်ကြည့်မယ်ဆိုရင်ကွာလွန်ခဲ့တဲ့နှစ်ပေါင်း150အဲခုနှစ်နဲ့တွက်မယ်ဆိုရင်1850ဝန်းကျင်လောက်တော့ကပထမဆုံးရေအောက် KW ကျိုးဒီပြင်တဲ့အင်္ဂလန်မှာချိန်ထားခဲ့တာ ။နောက်တဲ့1858မှာကျတော့လန်ဒန်နဲ့မြောက်အမေရိကကိုချိတ်ထားတဲ့ Atlantic Telegraph Cable ကကျတော့စုစုပေါင်းကွာအချိန်10နာရီမှာစကလုံး140မှာတုံးလို့ transmit လုပ်နိုင်ခဲ့။အဲ့ရနေစလာလိုက်တာ အခုလက်ရှိစစ်တမ်းနေအရာဝါကဘာရေရောက်ကနေပြီးတော့မှကဘာတိုက်ကြီးတခုနဲ့တခုချိတ်ထားတဲ့ကေဘယ်ပေါင်း600ဝန်းကျင်လောက်ရှိပြီလို့တော့တွေ့ကေဘယ်ပေါင်း600ဝန်းကျင်လောက်ရှိရလို့လည်းပြောတယ် ဒီထဲမှာ US ကကြတော့ cable အများဆုံးတည်ရှိနေတဲ့နိုင်ငံအဖြစ်ရပ်တည်နေပြီးတော့ Rairo မြန်မာနိုင်ငံကတော့၃ခုပဲရှိရလို့လည်းတွေ့ရတယ်။ဒီ cable 600လောက်ကတကမ္ဘာလုံးမှာရှိနေတဲ့ internet တွေရဲ့အဓိကကျော်လို့လည်းဖြစ်တယ်ကွာ။ပြီးတော့ international data traffic အားလုံးရဲ့နိုင်တိုင်းပါဆန်လောက်ကိုလည်းအလုံးလုံးပေးနေရ။အတလက်တဲ့သမုတ်တရားကိုဖြတ်ပြီးတော့ US နဲ့ပြင်သစ်ကိုချိတ်ထားတဲ့ Google ပိုင်ဒီဒုနဲ့ cable ဆိုရင်ကွာတစ်စက္ကန့်ကို data ပေါင်း300 terabytes လောက်ထိကို တဲဆောင်ပေးနိုင်နေဆိုပြီးတော့လည်းတွေ့ရတယ်။ပြီးတော့ဒီ cable 600ရဲ့စုပေါင်းအရှိဆိုရင်လဲကွာ1.48 million kilometer လောက်တိရှိရလို့လည်းပြောတယ်။ဒီထဲမှာဆိုရင် Sedge Connect လို့131 kilo လောက်ရှိတဲ့ cable တွေလည်းပါတယ်လို့ Asia America ခိတ်ခွေးလိုမျိုး kilo 2000ကျော်ကြီးလည်းပါတယ်ကွာ။အဲကုန်ကြမ်းစိတ်အနေနဲ့ကတော့တကီလိုကိုဒေါ်လာ2000ခွဲလောက်ရှိနိုင်တယ်ဆိုပြီးတော့လည်းပြောထားတယ်တွေ့။နောက်ပြီးတော့လေဒီ cable ကြိုးကြီးတွေကရေအောက်ပေ2000ကျော်ကနေ3000လောက်ထိကိုရှိနေတာကွာ။အဲ့တော့ ရိုက်ရစ်ကဲကျိသွားတဲ့ခါဆိုရင်ဒီကျူကြီးကိုဘာလို့မတွေ့ရလဲအဖြစ်ရတော့ရှင်းပါတယ်ရင်းနဲ့ပိုင်းမှာကြတော့သမုဒ္ဒရာကျမ်းပြအောက်ကိုဒီတိုင်းချထားလို့ရရဆိုပေမဲ့ရေတိမ်ပိုင်းမှာကြတော့အောက်မှာတူးပြီးတော့မှမြုပ်ထားတာမလို့မမြင်ရတာဆိုတော့ installation လုပ်တဲ့ process မှာရင်ကအနည်းဆုံးတစ်နှစ်ကနေသုံးနှစ်လောက်ထိကျိုးရှင်ရှည်တလောက်ကြာတတ်တယ်ကွာအဲ့တော့ installation မှာရင်ဒီလောက်ကြာနေရပြတ်သွားတော့ဘာလို့ဆိုရင်ဘလို့ပြင်ကြမလဲ ပြတ်တယ်ဆိုမှတော့ရေအဟိုးအနဲ့ကြီးဟာကေဘယ်အလုံးကြီးအနေနဲ့ကွာဘလို့အကြောင်းကြောင်းမလို့ဒမ်းမေတွေဖြစ်နိုင်ရှိလဲဆိုတော့အရင်ကြီးဟာသူတို့များ throw နေကြရဲကွာငမဲကြိုက်တယ်ဆိုတော့ရောတကယ်ရှိလားရှိတာတော့ရှိပါတယ်ဒါပေမဲ့နှာတော့ကနောက်ပိုင်းကလေးကွာဒီကေဘယ်ကျိုးတွေရဲ့ production layer ကိုအဆင်ပြေလိုက်တာနဲ့အမြောက်ကွာငမဲနဲ့တခြားရှင်တွေတို့ကြိုက်တယ်ဆိုရဲ case ကမရှိတော့ဘူးလို့လည်းတွေ့ရတယ် YouTube မှာခက်စားခဲ့ဒီဗီဒီယိုကလွန်ခဲ့တဲ့2020လောက်တော့ဆက်ပိုက်လို့ခေါ်တဲ့ channel ကနေ upload လုပ်ခဲ့တာ။ဒါပေမဲ့တကယ်တကယ်ကျတော့ဒီဗီဒီယိုက2003ကလေးကဒီ marine survey တစ်ခုလုပ်လို့ကတွေးခဲ့လို့လည်းပြောတယ်ကွာ။အခုလက်ရှိမှာကျတော့ damage ဖြစ်နိုင်ရေးအရှိဆုံးအချက်တွေကငလျင်နေ hurricane မုန်တိုင်းနေ အဲ့ဒါပြင်ရေအောင်မီးတောင်ပောက်ကွဲရာတွေအပြင်ော်မှာနော်တခါလီကြာရင်ဒီ cable ရဲ့ container ကရေအောင် ecosystem တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီဆိုတာနဲ့ရေကြီးတက်တာမျိုးတွေတန်တာကြောက်တန်းဖြစ်သွားတာမျိုးတွေရှိတာတော့ရှိတတ်တယ်ရှားတော့ရှားတာပေါ့ဒီလိုသဘောကဘေးရင်နေကြောင်းလို့ဖြစ်တာအပြင်လူတွေကြောင်းလို့ဖြစ်တဲ့ငါးပန်းပိုက်တွေပြီးတော့တင်မောတွေကနေပြီးတော့ချလိုက်တဲ့ကြောက်စူးတွေနဲ့ထိခိုက်မိရမျိုးတွေကြောင်းလို့ပျက်စီးနိုင်ခြင်းလည်းရှိတယ်အဲ့တော့စစ်တမ်းတွေကကြီးလိုက်မယ်ဆိုရင်သဘောကဘေးရင်နေကြောင်းလို့ဖြစ်နိုင်ခြင်းရှိတာ ထွဲပါဆန်လူတွေအကြောင်းမလို့ဖြစ်နိုင်ရည်ရှိတာဆန်ပတီပါဆန်လို့လည်းပြောထားပြီးတွေ့ပျက်စီးသွားတဲ့ကေဘယ်တွေကိုဘယ်လိုပြင်ကြလဲဒါလဲစိတ်ဝင်စားစရာကောင်းတဲ့ချက်အဲ့တော့ဘာလို့ပထမအုံဆုံးစဉ်းစားရမှာကရေအောက်အနှက်ဆုံးထဲမှာရှိနေတဲ့ဒီကေဘယ်ကျိုးရှိဤတွေကဘယ်နားမှာဘယ်လိုပြက်နေရလဲဆိုတာကိုဘယ်လိုသိနိုင်မလဲဒါကတော့ကေဘယ်ကျိုးတွေမှာဘာလို့ signal လွတ်ပေးတဲ့ repeater တွေကကီလိုမီတာ40နဲ့80ကြာခြားခြားပြီးတော့မှတတ်ထားတယ် ဲ့တော့ signal များရဲ့ repeater ကိုကြည့်ပြီးတော့မှဘယ်နာမှာပြတ်နေရလဲဆိုတာခံမှန်းလို့ရတယ်ကွာအဲ့တော့ပြတ်နေတဲ့အပိုင်းကိုလည်းပြန်ပြင်ဖို့အတွက် repair shift တွေကိုကဘာနဲ့မှနေရာချထားတယ်ပြီးတော့24 hour standby နေနဲ့လည်းထားထားတယ်အဲ့တင်းမောဘော်ရီမှာလည်း cable spare တွေကိုအနည်းဆုံး5 to 10 km ဇာလောက်ကိုစောင့်ထားကြရရှိတယ်ဘလို့ပြင်လဲဆိုတာကိုသိကြည့်ရင် Global Marine System ကတင်ထားတဲ့ဗီဒီယိုလေးကိုတစ်ချက်ကြည့်လိုက်ပြည့်တဲ့နေရာ cable ကို တင်းမောပေါ်ကကတားလိုမျိုးနဲ့ဖြတ်လိုက်ပြီးတော့မှတပိုင်းကိုဂျိမ်းနဲ့တင်းမောပေါ်ဆွဲတင်လိုက်တယ်။ပြီးပြီဆိုရင်အိုက်ပြက်တဲ့အပိုင်းကိုဖယ်ထုတ်ပြီးသွားပြီဆိုတာနဲ့တေချာလေးစီးလုပ်ပြီးတော့မှရေပေါ်မှာပေါ်လို့ပေါအောင်ထားထားလိုက်တယ်ကွာ။ကျန်တဲ့အပိုင်းကိုလည်းအဲ့လိုပဲတင်းမောပေါ်ကိုဆွဲတင်နေပြင်ပြာရှိတာပြင်ပြီးသွားရင် အပူပါလာတဲ့ကေဘယ်နဲ့ဆက်လိုက်တယ်။ပြီးရင်တော့ခုနကထားထားတဲ့အစုံတစ်ဖက်နဲ့ပါထပ်ပြီးတော့မှဆက်လိုက်တယ်။ဒီလိုလုံးနိုင်မှုဆိုတာကလည်းတင်းမောပေါ်မှာခွဲစိတ်ခံလိုမျိုးတေချာလေးလုပ်ပေးထားတယ်လို့ပြောတယ်။အဲ့တော့ အရာတွေရှိမရှိ တကယ်ကောင်းကောင်းစစ်ပြီးသွားပြီးအဆင်ပြေပြီဆိုရင်တော့ remote operated vehicle လို့ခေါ်တဲ့ကင်မရာတွေလက်တံနေပါတဲ့ရင်လေးဟာသမုတ်တရားကြမ်းမြင့်ပေါ်ကိုခွာတည်တည်ကြာကြာလေးနေရာပြန်ချပေးလိုက်တယ်ဒီလို process အဆအဆုံးဟာ case ကြီးရင်ကြီးသလိုမျိုးရက်ပိုင်းရနေလပိုင်းလောက်တော့ကြာတယ်ပြက်တာတွေရောပြင်တာတွေရောပြောပြီးသွားပြီဆိုတော့တကယ်လို့ဒါဒီ cable ကြိုးတွေဒါပြတ်သွားခဲ့ပြီဆိုရင်တနိုင်ငံလုံးမှာရှိနေ internet ပြတ်တောက်မှုတွေရောဖြစ်နိုင်လား အလွယ်ကူဆုံးပြောရမယ်ဆိုရင်တော့မဖြစ်နိုင်ဘူးလို့ပြောရမယ်။ဘာလို့လဲဆိုတော့ဒီအရင်ကီဘယ်ကျိုးတွေရှိနေတာဆိုတော့အကုန်လုံးပြတ်တောက်နိုင်ကြရနဲတယ်ကွာ။တခုတော့ရှိရဲ့ဒီအရင်ကီဘယ်ကျိုးတွေမှာပဲပြုံပြီးတော့တုံးနေရတာဆိုတော့အင်တာနက်လိုင်းမကောင်းတာမျိုးတွေလိုင်းတက်တာမျိုးတွေတော့ကြုံရလိမ့်မယ်။အစိုးဆုံးအခြေအနေတစ်ခုပြောပြရမယ်။လွန်ခဲ့တဲ့2008ခုလောက်တုန်းကအီဂျစ်တနိုင်ငံလုံးရဲ့70%အိန္ဒိယမှာ60%လောက်အင်တာနက်ပြတ်တောက်တာမျိုးတွေရှိခဲ့ဘူးတယ်။ကြောက်ဒီလောက်ဆိုရင်တော့ရေအောက်ထဲမှာ ဘာလို့အင်တာနက်ရှိရလဲဘလိုမျိုးပြုပြင်ထိမ့်သိကြလဲဆိုတာကိုသိသွားလောက်မယ်ထင်တယ်အခုလက်ရှိကိုယ့်အိမ်ရာ wifi ချင်းနေရောဘလိုရှိကြလဲဆိုတော့နောက်ထပ်သိချင်တာရှိရင်ကောမောပါပြောသားပေးပါ right ပါနောက်ထပ်ဆက်ရွေးကြအောင်တဲ့ video နဲ့တူပြန်လာခဲ့ပါမယ်